အားလုံးပဲမင်္ဂလာပါဆရာတော် Grade 12 Mathematics သင်ကြားပေးမယ်ဆရာကောင်းမယ်ဖြစ်ပါတယ်ဆရာဒီနေ့သင်ကြားပေးမယ်သင်ခန်းစာလေးကတော့ Chapter 2 Mathematical Intention ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်ဒီသင်ခန်းစာမှာဆိုရင်တော့အပိုင်းလေးနှစ်ပိုင်းကိုခွဲပြီးလေ့လာမှာဖြစ်ပါတယ်ပထမဆုံးအပိုင်းအကြတော့2.1 introduction သူနောက်တစ်ပိုင်းကကြတော့2.2 principle of mathematical intention ဆိုပြီးတော့မှအပိုင်းနှစ်ပိုင်းကိုလေ့လာမှာဖြစ်ပါတယ်။ဆရာဒီနေ့သင်ကြားပေးမယ့်သင်ခန်းစာကကြတော့အပိုင်းနှစ်ပိုင်းထဲမှာပတ်ဝန်းကိုစာပြီးတော့မှရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲဆိုရင်ဒီသင်ခန်းစာကိုသင်ကြားမယ့် learning outcome အနေနဲ့ဆိုရင်တော့ at the end of the lesson the student should be able to ဒီသင်ခန်းစာကိုပြီးဆုံးသွားပြီဆိုရင်တော့ကျောင်းသားတွေသိရှိသွားစေမယ့်အရာကြတော့ the five mathematical intention mathematical intention နဲ့ပတ်သက်ပြီးတော့မှအသေးပေဖွင့်ဆိုချက်တွေကိုသိရှိနားလည်ဝါမယ်နောက်တစ်ခုကကြတော့ illustrate the process of mathematical intention mathematical intention ဖြစ်စဉ်နည်းနဲ့ပတ်သက်ပြီးတော့မှတရုပ်ဖော်နိုင်မယ်ပြီးတော့ဘယ်လိုမျိုးဖြည့်ရှင်းရလဲဆိုတာကို proof a statement using mathematical intention ဒီ statement ဖြစ်စဉ်တွေကို using အသုံးပြုမယ် mathematical intention ကိုအသုံးပြုပြီးတော့မှ proof တတ်သိပြသွားနိုင်မယ် ပြီးရင်နောက်ဆုံးတစ်ခုကကျတော့ relate that mathematical intention in real life ဒီ mathematical intention ဟာဆိုရင်လက်တွေ့ဘဝနဲ့ဆက်နွယ်နေတယ်ဆိုတာကိုနောက်ဆုံးမှသိရှိသွားမယ်ဆိုပြီးတော့မှရည်ရွယ်ပါတယ်အဲဒါဆိုရင်ပထမဦးစွာအနေနဲ့သင်ကြားပေးမှာကတော့2.1 introduction 2.1 introduction မှာဆိုရင်သူကဒီ mathematical intention တွေကိုဖြည့်ရှင်းတဲ့အခါမှာဆိုရင်အဆင့်၄ဆင့်နဲ့ဖြည့်ရှင်းရမှာဖြစ်တယ် step 1 verification verification ဆိုတာကြတော့ဒီအဆင့်မှာဆိုရင် ဟို equation နှစ်ဖက်ပေါ့နော်ဥပမာ right hand side ပြီးရင် left hand side အဲ့ဒီအကုန်လုံးကိုမှတ်မှတ်မှန်တိုက်ဆိုင်စစ်ဆေးရမှာဖြစ်တယ်အခု right hand side မှာပြီးတဲ့ကိန်းကနန်းက left hand side မှာပြန်ပြီးရခဲ့မယ်ဆိုရင်သူ့ရဲ့အဖြေကမှန်ကန်တယ်လို့ယူဆတယ်ဒါကြောင့်မို့လို့ right hand side နဲ့ left hand side ကိုတိုက်ဆိုင်စစ်ဆေးရကို verification လို့ခေါ်တယ်နောက်တစ်ခုနောက်တစ်ခုကကြတော့ intention hypothesis intention hypothesis ဆိုတာကြတော့ဒီ mathematical intention နဲ့ပတ်သက်ပြီးတော့မှဒီခြုံငုံသုံးသက်ချက်တွေကိုအဆိုပြုပြရမယ်အပိုင်းပဲဖြစ်ပါတယ်။နောက်နံပါတ်3နံပါတ်3ကကြတော့ तू က proof of intention proof of intention ကကြတော့ဒီ intention တွေကမှန်ကန်လားမမှန်ကန်လားဆိုတာကိုသူ့ရဲ့ အစင်းလိုက်သွားပြီးတော့မှတက်တည်ပြပြရမယ့်အပိုင်းဖြစ်ပြီးတော့မှနောက်ဆုံးအပိုင်း step 4ကကြတော့ conclusion conclusion ကကြတော့ဒီအစင်းနေမှန်ကန်ခဲ့ပြီဆိုရင်ဒါတွေကမှန်ကန်ပါတယ်ဆိုပြီးတော့မှကောက်နှုတ်ချက်ချပြရမယ့်အပိုင်းပဲဖြစ်ပါတယ်အဲ့တော့ introduction မှာဆိုရင်တော့ဒါဒီ mathematical induction နဲ့ပတ်သက်ပြီးတော့မှပြောရမယ်ဆိုရင်တော့အစင်း၄စင်းနဲ့အသုံးပြုပြီးတော့မှတထုတ်ပြရမှာဖြစ်တယ်အဲဆိုရင်စက်ပြီးကြည့်ရအောင်ဆက်ပြီးကြည့်မယ်ဆိုရင်သူက2.2 principle of mathematical induction mathematical intention ရဲ့ principle ဒီဥပဒေသားတွေဘာတွေရှိမလဲအဲဒါဆိုရင်ပထမဆုံး for each natural number n natural number တဘာဝကိန်းလုံး n တိုင်းအတွက်ဆိုရင် let pn be a statement depend on n ဒီမှာဆိုရင် pn ဆိုပြီးတော့မှသတ်မှတ်ပေးရမယ် be a statement ဒီအဆိုပြုချက်ကို pn ဆိုပြီးသတ်မှတ်ပေးရမယ် depend on n n ပေါ်မှာမူတည်ပြီးတော့အကယ်၍ n နေရာက1လေးဖြစ်ခဲ့မယ်ဆိုရင် p1 အနေရမှာ k လေးဖြစ်ခဲ့မယ်ဆိုရင် pk အနေရမှာ k+1 လေးဖြစ်ခဲ့မယ်ဆိုရင် pk+1 ဆိုပြီးတော့မှယူဆပြီးရမှာဖြစ်တယ် suppose that the following two condition are satisfied အားကြောင့်မို့လို့အောက်မှာဖော်ပြခဲ့တဲ့အချက်လေးနှစ်ချက်ဟာဆိုရင်ဒီ mathematical intention နဲ့ပတ်သက်ပြီးတော့မှပြည်လဲစီတယ်ဆိုတာကိုတတ်သိပြလို့ရတယ်အားကြောင့်မို့လို့စပြီးကြည့်ရအောင်အမှဆိုရင်နံပါတ်1 the statement is true for n equal to 1 unequal to 1ဆိုတဲ့ statement လေးအဆိုပြုချက်လေးရဆိုရင်မှန်ကန်တဲ့မှန်ကန်ချောင်းကို ပြောပြရမှာဖြစ်တယ်။မှန်ကန်တယ်လို့ယူဆလိုက်မှာသူမှန်ကန်ချောင်းကိုအရင်ဆုံးတိုက်ဆိုင်စစ်ဆေးပြရမှာဖြစ်တယ်။အပေါ်မှာလည်းပြောပြခဲ့ပြီးပါပြီ။နောက်တစ်ခု for any neutral number k တဘာဝ k k တိုင်းအတွက်ဆိုရင် if the statement is true for n equal to k n equal to k ကမှန်ကန်မယ်လို့ယူဆမယ်ဆိုရင် then the statement is true for n equal to k plus 1 n equal to k plus 1ကမှန်ကြောင်းသက်သေပြပြရမယ်ဒီအဆင့်မှာဆိုရင် n equal to k ဆိုတာကြတော့မှန်နေလို့ယူဆရုံသက်သက်ပဲဒါပေမဲ့ n equal to k plus 1ကြတော့မှန်ကြောင်းသက်သေပြပြရမယ်အပိုင်းဖြစ်တယ်အဲဒါဆက်ကြည့်ရအောင် to apply this principle ဒီ new data တွေကိုလိုက်နာဖို့ဆိုရင်တော့ there are two step အဆင့်အဆင့်လိုအပ်တယ် ဲ့တော့ပထမဆုံးဆိုအနေနဲ့ initial step ဒါ initial step မှာဆိုရင်ဒါရေပူကအခြေအနေမှာဆိုရင်ပထမဆုံးဆိုအနေနဲ့ prove that the statement is true for n equal to 1 prove that တသေပြပြရမယ် the statement ဒီအဆိုပြုချက်ဟာဆိုရင် is true for n equal to 1 n equal to 1ဖြစ်ကြောင်းကိုတသေပြပြရမယ် the intention step ဒီမှာဆိုရင်ဒီခြုံငုံတုံတက်တဲ့ပိုင်းမှာဆိုရင်တော့ assume that ယူဆပြရမယ် the statement is true for n equal to k အနီကဲသူ K ဖြစ်ကြောင်းကိုယူဆပေးရပဲ and ပြီးတော့ use the assumption to prove that the statement is true for n equal to k plus 1 n equal to k plus 1ဖြစ်ကြောင်းကိုတော့အပေါ်ကယူဆချက်ကိုအသုံးပြုပြီးတော့မှတတိပြပြရမှာဖြစ်တယ်။အဲဆိုဆက်ပြီးကြည့်ရအောင်။ remark တတိထားပြရမယ့်အချက်တစ်ချက်အနေနဲ့ဆိုရင်တော့ in the in the this step ဒီခြုံငုံသုံးတဲ့အဆင့်မှာဆိုရင်တော့ we do not prove that တတိပြရမလိုအပ်ပါဘူး that statement is true for n equal to k n equal to k ဖြစ်ကြောင်းကိုတတ်သိပြเสียမလိုဘူး we only show that the statement is true for n equal to k n equal to k ဆိုတဲ့ statement ဟာမှန်ကန်ကြောင်းပဲပြမယ်ဟုတ်ပြီနော် then အဲ့နောက်မှာဆိုတော့ the statement is also true for n equal to k plus 1ဒါပေမဲ့အဲ့ဟာပြီးတဲ့နောက်မှာဆိုရင်နော် n ကို k နဲ့မှန်ကြောင်းယူဆပြီးွားပြီဆိုရင် n ကို k plus 1 ဖြစ်ကြောင်းမှန်ကြောင်းတသည်ပြခိုင်းနေတသည်ပြကိုပြပေးရမယ် the assumption that the statement is true for n equal to k အမှဆိုရင် the assumption ဆိုကြယူဆချက်ပေါ့နော် that the statement is true for n equal to k n equal to k ဖြစ်ကြောင်းယူဆချက်ကို is ကိုခေါ်ပါတယ် the intention hypothesis အဲဆိုရင်ဒီခြုံငုံသုံးသက်ခြင်းဒီဥပဒေသားစီမင်းစီကန်ဆိုပြီးတော့မှခေါ်တယ်အဲ့တော့အလွယ်မလွယ်အောင်ဆရာမြန်မာလိုနှုတ်လေးရေးပြရတယ်အဲ့တော့ တင်ချာဒီပု္ပ္ပစာလေးတွေကိုတက်မယ်ဆိုရင်အဆင့်၄ဆင့်ပေးထားတဲ့ statement သူဘာ statement ပဲပေးတာပေးထားဘာထားပြရမလဲဆိုရင် pn ဆိုပြီးတော့မှထားပြရမယ်ပြီးရင် p1 မှန်ကြောင်းပြမယ်ပထမအဆင့်မှာစဉ်1ဆိုတာမှန်ကြောင်းပြမယ်ပြီးရင်နောက်တစ်ခါကျ pk မှန်တယ်လို့ယူဆရမယ်1မှန်ကြောင်းပြ k ကယူဆပြီးတော့မှ k ကိုမှန်တယ်လို့ယူဆထားရင် k+1 ကိုမှန်ကြောင်းပြန်ပြပြရမယ်ဆိုတော့ဒီအဆင့်၄ဆင့်ကိုအဓိကထားပြီးတွေ့ရမှာဖြစ်တယ်အဲဆိုရင်စက်ပြီးကြည့်ရအောင် အဲဆိုရင် example use the mathematical induction principle to prove that 1 3 5 to n 1 to n square for all natural number n ဒီမှာဆိုရင် use အသုံးပြုပေးပါ the mathematical induction principle mathematical induction နိဥပဒေကိုအသုံးပြုပြီးတော့မှ to prove that တသေပြခိုင်းတယ်ဒီ statement ကြီးဟာဆိုရင်မှန်ကန်ကြောင်းတသေပြခိုင်းတယ် အဲ့တော့မှန်ကန်ကြသတိပြခင်ဆိုရင်စွန်းနာကပထမဦးစွာပြောတယ်ဒီ statement ကိုဘာလို့ထားရမလဲ pn လို့ထားရမယ်ဒါကြောင့်မို့လို့ရေးလိုက်မယ် let pn denote pn ကို denote သတ်မှတ်ပါမယ် the statement 1+3+5+...2n-1 equal to n square ဆိုပြီးတော့မှသတ်မှတ်ပေးရမယ်အဲ့တော့သူပြောတဲ့အဆင့်အဆင့်ပြီးသွားပြီနောက်တစ်ခုဘာလို့ရမလဲ P1 မှန်ကြောင်းတသက်ပြမယ် P1 မှန်ကြောင်းတသက်ပြမယ်ဆိုရင်အပေါ်မှာလည်းပြောထားပြီးပါပြီ verification left hand side နဲ့ right hand side သူ့ကြောင်းကိုပြခိုင်းတယ်အဲ့တော့ for n equal to 1ဖြစ်ခဲ့မယ်ဆိုရင် left hand side က1ပဲဖြစ်မယ်ဒီမှာဆိုရင်ဒီ secant and series ဟို grade 11တော့သင်ခဲ့ပြီးသား grade 11မှာသင်ခဲ့ပြီးသားဆိုတော့ဒီမှာထိတ်ဆုံးက1နောက်ဆုံးကလည်းဒီကဏ္ဍကတူတယ်ဆိုရင် left hand side နဲ့ right hand side က2ပြီးသားအဲ့တော့အဲ့ဒါကိုတစ်ချက်တော့ကြည့်ရအောင် ကြည့်မယ်ဆိုရင်သူကဒီပုံစံမှာဆိုရင်1 1ဆိုတာပထမကိန်းဆိုတော့ a လို့သတ်မှတ်တယ် a equal to 1ပြီးရင် common different တစ်ခုနဲ့တစ်ခုခြားနာခြင်းကဘယ်လောက်ခြားနာလဲဆိုရင်2ခြားနာတယ်အဲ့တော့ d equal to 2အဲ့ဒါဆိုရင်သူရဲ့နောက်ဆုံးကိန်းနောက်ဆုံးကိန်းအကြတော့ဒီမှာ u n equal to ပေါ့နော်အဲ့ဆိုရင်2အန်နေရာမှာ1ထည့်မယ်ဆိုရင်2 minus 1 equal to 1အဲ့တော့ un တန်ဖိုးက1ရမယ် အားကြောင့်မို့လို့သူ့ရဲ့ပုံသင်နည်းဒီမှာထည့်သုံးမယ် UN equal to A plus and minus 1 into D ဆိုတဲ့ပုံသင်နည်းဒီမှာထည့်သုံးမယ်ဆိုရင် UN နေရာမှာ1ထည့် A နေရာမှာ1ထည့် and minus 1က and minus 1ပဲဒီနေရာမှာ2ထည့်လိုက်မယ်အဲ့တော့ဒီမှာဆိုရင်1ဒီက1နဲ့ဒီက1နဲ့ကြည့်ဝိုင်းအခါမှာ0တွေရမယ် and minus 1 into 2ဒီ2လေးရတဲ့တစ်ဖက်ကိုသွားမယ်ဆိုရင်0ဖြစ်သွားမယ်အဲဒါကြောင့် n - 1 = 0ဆိုပြီးရမယ် ဒါကြောင့်မို့လို့အန်စတန်မိုးလေးကဝဲဆိုပြီးရလာမှာဖြစ်တယ်။တနည်းအားဖြင့်ဒါကကြတော့ဒီ grade level မှာသင်ခဲ့တဲ့ sequence and series ကိုပြန်ပြီးတော့မှ recall လုပ်ပေးတာ။အဲ့တော့သူပြောတဲ့အတိုင်းပဲနောက်ဆုံးကိန်းနဲ့ပထမဆုံးကိန်းတူသွားပြီဆိုရင်ထပ်ပြီးတော့မှရှာပေးစရာတော့မလိုဘူး။ဒါပေမဲ့လောလောဆယ်မှာ left hand side ကကြတော့1ဖြစ်သွားပြီ။ left hand side 1ဖြစ်သွားပြီဆိုရင် right hand side ကိုကြည့်မယ်။ right hand side မှာ n square အဲ့နေရာမှာ1ထည့်မယ်ဆိုရင်1 square equal to 1 အားကြောင့်မို့လို့ဘာဖြစ်ပါလဲဆိုရင် left hand side နဲ့ right hand side နဲ့ကတူသွားပြီအဲ့တော့သူပြောတယ် p1 ကဆိုရင်မှန်သွားပြီပေါ့အားကြောင့်မို့လို့အန်နီယာမှာဝင်ထည့်တဲ့ဆိုရင်မှန်သွားပြီကြောင့်မို့လို့ this statement pn is true for n equal to 1ဒီစစ်မှာဆိုရင်ဒီဆိုပြချက် pn လေးမှာဆိုရင် n equal to 1ဖြစ်သွားတယ်ဆိုတာမှန်သွားပြီအဲ့တော့ n equal to 1ဖြစ်ကြောင်းမှန်သွားပြီဆိုရင်နောက်တစ်ဆင့်ကဘာလုပ်ပြရမှာလဲ အနီးခွဲသူ K ဖြစ်ကြောင်းယူဆရမှာဒါကြောင့်မို့လို့ option that the statement is true for any ခွဲသူ K any ခွဲသူ K ဖြစ်တယ်ဆိုပြီးတော့မှယူဆပြီးွားတဲ့အခါမှာဆိုရင် that is ဒါကြောင့်မို့လို့ဘာရမလဲဆိုရင်သူ့ရဲ့အန်နေရာတိုင်းမှာဘာလိုက်ထည့်ပြရမလဲ K ထည့်ပြရမယ်ဒီ statement မှာဆိုလဲ1 3 5 2 .2 ဒီမှာဆက်နအန်နေရာတိုင်းမှာကိုပြောရတယ် K ဖြစ်သွားပြီး -1 equal to k square n square ဆိုတော့ k square ဆိုပြီးဖြစ်သွားမယ် အဲဆိုရင်ဒီမှာ n equal to k ဆိုတာမှန်ကြောင်းယူဆပြီးွားရေးအဲဆိုဘာလို့ပြောရမလဲ n equal to k plus 1မှန်ကြောင်းတက်တည်ပြပြရမယ်အဲ့တော့ k equal to n plus 1မှန်ကြောင်းတက်တည်ပြပေးမယ်ဆိုရင်သူ့ရဲ့အတိုင်းပဲပြန်ယူရမယ်1 plus 3 plus 5 plus dot 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 plus ပြီးရင်ဒီမှာဆိုရင် 2k minus 1က 2k minus 1အဲ့တော့ဒီနေရာမှာ k တန်ဖိုးတိုင်းမှာပါထည့်ရမယ်ဆိုရင် k plus 1ထည့်ပြရမယ်ဆိုတော့ plus 2 into k plus 1 minus 1 equal to k plus 1 the whole square ဆိုပြီးတော့ပုံစံလေးနဲ့ပြောင်းရေးပြရမှာဖြစ်တယ်ဒါတော့နောက်သမျက်နှာမှာအသေးစိတ်ရေးပြရတဲ့ဒါဒီမှာပြောသွားလို့ရအောင်လို့ဆရာရေးချပြတာဖြစ်တယ်အဲ့တော့ဆက်ကြည့်ရအောင်ဆက်ကြည့်မယ်ဆိုရင် အမှားစင် we will show that the statement is true for n equal to k plus 1 n equal to k plus 1ဖြစ်ကြောင်းကိုသတိပြရလိမ့်မယ်အားကြောင့်မလို့ဆက်ကြည့်ရအောင် to prove သတိပြတဲ့အနေနဲ့ဘာကိုသတိပြပြရမှာလဲစနပြောခဲ့တဲ့1 + 3 + 5 +ဒေါ်ဒေါ်ဒေါ် plus 2k minus 1 plus ဒီမှာ k နေရာတိုင်းမှာဗာထည့်ရမှာလေ k plus 1အားကြောင့်မလို့2 into k plus 1 minus 1အဲ့မှာဆိုရင် equal to စနရော n square မလား n square နေရာမှာ k square ပေါ့နော် k square နေရာမှာ k plus 1 the whole square ဆိုပြီးတော့ဖြစ်ကြောင်းတတိပြပေးရမှာအဲ့တော့နောက်ဆုံးဒီဘက်က statement ကြီးကိုတတ်ထုတ်တဲ့ခါမှာဒီဘက်က k plus 1 the whole square ရပြီဆိုရင်သူ့ရဲ့ statement ကြီးကမှန်သွားပြီအားကြောင့်မလို့ proof တတ်တည်ပြတော့မယ်တတ်တည်ပြရမယ်ဆိုရင်เนาะ left hand side ကို ပြန်ကူးမယ် proof တတ်တည်ပြမယ်တတ်တည်ပြရမယ်ဆိုရင်1 3 5 dot 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 2k 1 plus 2k plus 1 minus 1အဲ့ဒီမှာဆိုရင်အရှိမ n ဒီ괴တူ k ဖြစ်ကြောင်းတသေပြတော့ကဒီ statement တကူလုံးကဘာဖြစ်လဲဆိုရင် n square ဆိုတော့ k square ဆိုပြီးဖြစ်ခဲ့တယ်ဟုတ်တယ်နော်အဲ့ဒါဆိုဒီနောက်ကဟာလေးပဲကြံခဲ့မယ်အဲ့တော့ဒါလေးကို k square လို့ပြင်ရေးလိုက်မယ်အဲ့တော့ k square plus 2k plus 1 minus 1ဒီမှာဘာမှမပြင်သေးဘူးနော်မပြင်သေးပဲနဲ့ဒီမှာဆိုရင်2လေးတွေကိုဝင်မြောက်လိုက်မယ် k square plus 2k 2 minus 1အဲ့တော့2တွေက1ကိုနှုတ်ရင်1မရမယ်ဒါကြောင့်မို့လို့ k square 2k 1ဆိုပြီးရလာမှာဖြစ်တယ်အဲ့ဒီမှာဆိုရင်ပုံသေနီးကသုံးလို့ရတယ်ရှေ့ကိန်းနှစ်ထပ် k square နောက်ကိန်းနှစ်ထပ်1 square ရှေ့နဲ့နောက်နဲ့မြောက်ချင်းနှစ်စ 2k ဟုတ်ပြီနော်အဲ့ဆိုရင်ပုံသေနီးကဘာလို့သုံးလို့ရဆိုရင် k 1 the whole square ဆိုပြီးတော့မှသုံးလို့ရမှာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ အခုဒီသူပြောတဲ့ statement ကြီးကိုတက်ထုတ်လိုက်တဲ့အခါမှာနောက်ဆုံး k+1 the whole square ဆိုပြီးတော့ရလာပြီအဲ့တော့သူရဲ့ k+1 ဆိုတာလည်းမှန်သွားပြီပေါ့ဒါကြောင့်မို့လို့ဘယ်လိုရေးပြရမလဲဆိုတော့ therefore ထို့ကြောင့်မို့လို့ the statement is true for n equal to k+1 n equal to k+1 ဆိုတဲ့ဖြစ်စဉ်အားဆိုလေမှန်သွားပြီဆိုပြီးတော့မှရေးပြရမှာဖြစ်တယ်အဲ့ဆိုရင်သူပြောတဲ့မြန်အဆင့်နေ၃ဆင့်ပြီးွားပြီပေါ့နော် pn လို့ထားတယ် ပြီးတော့1ဖြစ်ကြောင်းတသေပြတယ်ပြီးတော့ k ကိုမှန်နေလို့ယူဆပြီးတော့မှ k+1 မှန်ကြောင်းပြပြီးသွားပြီဒါကြောင့်မို့လို့နောက်ဆုံးမှဆိုရင်တော့ conclusion သုံးသက်ချက်ရေးပြရမယ် hence by principle or mathematical intention ဒီ mathematical intention ရဲ့ new ပဋိသအရာ the statement pn is true for all natural number n ဒီ statement အဆိုပြုချက် pn အရဆိုရင် true မှန်ကန်ပါတယ် for all natural number n တဘာဝ gain n နိုင်အလုံးတို့ မှန်ကန်ပါတယ်ဆိုပြီးတော့မှခြုံငုံသုံးသက်ပေးလိုက်မယ်နောက်ဆုံးကောက်ချက်ချပေးလိုက်မယ်ပေါ့နော်အဲဒါပြီးရင် example 2လေးကိုချက်လောက်ကြည့်ရအောင် example 2 example 2မှာလည်းဆွနာအတိုင်းပဲအဲဆိုရင် तू ကပြောတာကြတော့1 2 3 dot 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 n equal to n into n 1 2ဆိုတဲ့ဒီ statement လေးကိုမှန်ကြောင်းသတိပြရမယ်အဲ့တော့ဆွနာတိုင်းမှာအစင်းစင်းလောက်ဝါမယ်အစင်းသစ်နေနဲ့ pn ကိုထားမယ်ဒါကြောင့်မလို့ let pn denote the statement 1 2 3 plus dot 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 plus n equal to n n plus 1 by 2ဆိုပြီးတော့မှ denote သတ်မှတ်ပြီးလိုက်မယ်သတ်မှတ်ပြီးွားရင် p1 မှန်ကြောင်းသက်သေပြန်မှာပေါ့ဒါကြောင့်မလို့ for n equal to 1 and then မို့1ဖြစ်တဲ့အခါမှာဆိုရင် right hand side နောက်ဆုံးက n ကပါလဲဆိုရင်1ပဲဒါကြောင့်မို့လို့ left hand side က1ဖြစ်သွားပြီအဲ့တော့ right hand side ကိုသွားကြည့်မယ် right hand side မှာ n n plus 1 by 2အဲ့တော့ n နေရာမှာ1ထဲ into n plus 1ဆိုတော့1 plus 1 by 2အဲ့တော့ညှောက်လိုက်မယ်ဆိုရင်2 by 2 2 by 2ကဘာလဲဆိုတော့1ပဲဖြစ်တယ်ဒါကြောင့်မို့လို့ left hand side နဲ့ right hand side နဲ့ကတူသွားပြီ left hand side နဲ့ right hand side နဲ့တူသွားပြီဆိုရင် the statement pn is true for n equal to 1ဒီ statement pn ကြီးอ่ะဆိုရင် n = 1အတွက်မှန်ကန်သွားပြီပေါ့ n = 1အတွက်မှန်ကန်ပြီဆိုရင် n equal to k မှန်ကြောင်းယူဆရမယ်ဒါကြောင့်မို့လို့ assume that the statement is true for n equal to k n equal to k မှန်ကြောင်းယူဆလိုက်မယ် that is ဒါကြောင့်မို့လို့သူရရလာမယ်ပုံတင်နည်းတရားကြတော့ 1+2+3+ ဒေါ်ဒေါ်ဒေါ် n နေရာမှာဘာလေးဝင်လာမှာလဲ k ဝင်လာမယ် k equal to k into k+1/2 ဆိုပြီးရလာမှာဖြစ်တယ် အားဆိုရင်ဒီအဆင့်ကိုရပြီပေါ့ရူဆတဲ့အဆင့်ပြီးသွားရင်ဘာလုပ်ပေးရမှာလဲ k+1 မှန်ကြောင်းတက်တည်ပြရတော့မယ်အဲ့တော့ k ပြီးသွားရင်သူ့နောက်မှာဘာလာမလဲ k+1 အဲ့တော့ k+ ပြင် k+1 ဆိုတဲ့အဆင့်လေးသဆင့်ပိုလာမယ်အားဆိုရလာမယ့်အဖြေတရားဘာဖြစ်သွားမလဲ k နေရာမှာ k+1 လို့ထည့်မှာပေါ့နောက် k နေရာမှာ k+1 လို့ထည့်မယ်ဒီမှာ1အပေါ်နေကြမလို့ +1 လေးကိုထပ်ထည့်ပေးမယ် ဘိုင်2ဆိုပြီးတော့ရေးရမှာပေါ့အဲဒါဆိုရင်သူရလာမယ့်ဖြစ်ရကြတော့ k + 1 k + 2ဘိုင်2ဆိုပြီးရလာမှာဖြစ်တယ်အဲ့တော့နောက်ဆုံးဒီ statement ပေါ့နော် n = k + 1မှတ်ညောင်းပြရတဲ့ခါမှာဆိုရင်ဒီဖြစ်သေးရအောင်စဉ်းစားပြရမှာဖြစ်တယ်အဲ့တော့ဆက်ကြည့်ရအောင်ဆက်ကြည့်တဲ့အခါမှာဆိုရင် we will show that the statement is true for n = k + 1 n equal to k plus 1မှန်ကြောင်းတသေပြရတော့မယ်ဒါကြောင့်မလို့တသေပြမယ်ຢာကကြတော့ to prove တသေပြပြရမယ်ຢာကြတော့ဒီ statement ကြီးဟာဆိုရင်နောက်ဆုံး k plus 1 into ဦး k plus 2 by 2ဆိုတဲ့ဟာလေးရအောင်တသေပြပြရမှာအဲ့တော့တသေစပြရတော့မယ်လဟန် site ကိုစပြရမယ်1 plus 2 plus 3 plus dot 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 plus k plus k plus 1အဲ့တော့စွန့်ရုံကရေးခဲ့ပြီးွားပြီးဟဲ့နော် 1+2+3+.k ဆိုတာဘာနဲ့တူလဲဆိုရင် k into k+1/2 နဲ့အတူတူပဲဟုတ်ပြီနော်အဲဆိုနောက်မှာ k+1 အဲ့တော့ဒီမှာဆိုရင်ပိုင်းခြေညှိပေးရမယ်ပိုင်းခြေမညှိခင်မှာ k လေးတွေကိုအရင်ဆုံးဝင်မြောက်ပေးမယ် k လေးတွေဝင်မြောက်တဲ့ခါမှာဆိုရင် k နဲ့ k နဲ့မြောက်တော့ k2 k နဲ့1နဲ့မြောက်တဲ့ခါမှာဆိုရင် k/2 အနောက်မှာ k+1 ဒီဆင်းရောက်တော့မှာပိုင်းခြေညှိမယ် ပိုင်းပြင်ကြီးတော့ပိုင်းကြီးကို2နဲ့ညှိတဲ့ခါမှာဆိုရင် k2 k 2k 2ပိုင်း2ဆိုပြီးရလာမှာဖြစ်တယ်။အဲ့တော့ခလရဂိန်းလုံးကိုရှင်းမယ်။ရှင်းတဲ့ခါမှာဆိုရင်ဒီမှာ k 3k 2ပိုင်2ရတဲ့ဖြေကြတော့ k2 3k 2ဆိုပြီးရမယ်။အဲ့တော့ဒါကိုကြက်ချီကြက်ခွင်းနဲ့ရှင်းမှာပေါ့။အဲ့ဆိုရင်အပေါ်က k အောက်က k 2 1နှစ်ခုလုံးက plus plus ဆိုတော့ ဒီမှာ Queen ခလိုက်တဲ့ခါမှာဆိုရင်ဒီကိစ္စကြီးကိုရှင်းလိုက်တဲ့ခါမှာရလာမယ် Queen လေးနဲ့ Queen က K+2 Queen K+1 Queen ဆိုပြီးရလာမှာဖြစ်တယ်ဒါကြောင့်မို့လို့ဒီမှာဆိုရင် K+1 K+2 by 2ဆိုပြီးရလာပြီအဲ့တော့ဒီ statement ကြီးကိုရှင်းလိုက်တဲ့ခါမှာအဖြစ်ရလာပြီအဲ့တော့ဒီဖြစ်ရအပေါ်မှာသူတတိပြခိုင်းတဲ့အဖြစ်ဖြစ်နေပြီအားကြောင့်မို့လို့ဘာဖြစ်ပါလဲဆိုရင်ဒီ statement ကလည်းမှန်သွားပြီပေါ့အဲ့ဆက်ကြည့်ရအောင် therefore ထို့ကြောင့်မို့လို့ the statement is true for n equal to k plus 1 n equal to k plus 1ဆိုတဲ့ statement ကြီးကလည်းမှန်သွားပြီဒါကြောင့်မို့လို့နောက်ဆုံး conclusion အနေနဲ့ဗာရေးပြရမယ်ဆိုရင် hence by principle of mathematical intention the statement pn is true for all natural number n တဘာဝကိန်းတိုင်းအားလုံးသူက pn ဆိုတဲ့ statement ကြီးကမှန်ကန်ပါတယ်ဆိုပြီးတော့နောက်ဆုံးကောက်ချက်ချပြလိုက်ရင်ပြီးသွားပြီပေါ့ အားဆိုရင်နားလည်မယ်လို့မျှော်လင့်ပါတယ်ဆရာတင်ကြပေးမယ့်သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်